နမေကျော်နီးပြန်ဟောင်းကပယ်လိုကဘယ်ဂျီယံဝိုင်းရေးကစားသမားဒီဘရိုင်းနာအနေနဲ့နာပိုလီအသင်းမှာခြေစွမ်းပြနိုင်မယ်လို့သုံးသပ်ပြောကြားခဲ့ပါတယ်။အသက်33နှစ်အရွယ်ဒီဘရိုင်းနာဟာ2024-25ရာသီကောင်းမှာစေစွန်းနှစ်တစ်ခုကြာကစားခဲ့တဲ့မန်စီးတီးအသင်းနဲ့စာချုပ်သက်တမ်းကုန်ဆုံးချိန်မှာလမ်းခွဲခဲ့ပြီးစီးရီးယားချန်ပီယံနာပိုလီအသင်းကိုပြောင်းရွှေ့ခဲ့တာပါ။နာပိုလီသင်းကဒီဘရိုင်းနာကိုပြောင်းရွှေ့ခြင်းအလွန်နဲ့ခေါ်ယူပြီး2029ခုနှစ်အထိသက်တမ်းရှိတဲ့စာချုပ်တရက်ထုတ်ဆိုခဲ့ပါတယ်။ ကာပယ်လိုကဒီဘရိုင်းနာဟာဘလွန်တီယောရနိုင်တဲ့အဆင့်ရှိသူဖြစ်ပြီးနာပိုလီအသင်းမှာခြေစွမ်းပြနိုင်မယ်လို့သုံးသပ်ခဲ့တာပါကာပယ်လိုကဒီဘရိုင်းနာကနာပိုလီအသင်းရဲ့ချန်ပီယံလီးအတွက်ခေါ်ယူမှုဖြစ်ပါတယ်သူဟာဘလွန်တီယောရနိုင်တဲ့အဆင့်ရှိသူပါစီးရီးအပြိုင်ပွဲကပရီးမီးယားလိပြိုင်ပွဲထက်နှေးတာကြောင့်ဒီဘရိုင်းနာအနေနဲ့နာပိုလီအသင်းမှာခြေစွမ်းပြနိုင်မှာသိကြပါတယ်သူဟာချန်ပီယံလိမှာလည်းအတွေ့အကြုံကောင်းကောင်းရှိထားလို့နာပိုလီအတွက်အများကြီးအကူအညီဖြစ်မှာပါလို့ပြောကြားခဲ့တာပါ ဒီဘရိုင်းနားဟာမန်စီးတီးအသင်းနဲ့လမ်းခွဲပြီးတဲ့နောက်ဆော်ရီနဲ့အမေရိကန်ကလပ်တွေရဲ့ငွေကြေးမြောင်များစွာနဲ့ကမ်းလှမ်းမှုတွေကိုရရှိခဲ့ပေမယ့်အော်ရပ်အထိတ်တန်းအဆင့်မှာဆက်လက်ကစားလိုတာကြောင့်နာပိုလီအသင်းကိုရွေးချယ်ခဲ့တာဖြစ်တယ်လို့သိရပါဗျ။